်ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်ကတော့လင်းထောင်ဖြစ်ပါတယ်ကျွန်တော်ရဲ့ကျွန်တော်တို့ကျွန်တော်မြင်အစီအစဉ်ကနေပြီးတော့တော်လန်ပြည်သူအားလုံးကိုကြိုဆိုပါတယ်အဲ့တော့ဒီနေ့ကတော့ဒုံးလန်တိုင်းကျွန်တော်စနေတနင်္ဂနွေဖြစ်သွားပြီပေါ့နော်အဲ့တော့ဒီနေ့ကသတင်းတွေအများကြီးကိုကျွန်တော်ပြောမှာမဟုတ်ဘဲねသတင်းတစ်ခုတည်းကိုပဲအာကျွန်တော်ပြောချင်တဲ့အကြောင်းအရာတစ်ခုတည်းကိုပဲဥတီပြီးတော့ကျွန်တော်အတွေ့ကျွန်တော်မြင်နေပြန်လဲပြောပြတဲ့အာ အာပြန်လည်ပြောပြဖို့ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့ဒီဗီဒီယိုဆုံးထိလိုက်ပါကြည့်ရှုပေးကြအောင်ဗျကဲစမယ်ဆိုတော့ဒီနေ့ပေါ့နော်အာကျွန်တော်ပြောချင်တဲ့အကြောင်းအရာကကျွန်တော်တို့ရဲ့အရှိတောင်အာရှဒေတာတွင်းမှာလည်းဖြစ်ပွားနေတဲ့အာပရိပခါတစ်ခု အကြောင်းပေါ့နော်အာပရိပခါတစ်ခုအကြောင်းဘာဖြစ်လဲကျွန်တော်တို့အိန္ဒိချင်းနိုင်ငံလည်းဖြစ်တဲ့ထိုင်းပေါ့နော်ထိုင်းနဲ့ကျွန်တော်တို့ကမ်ဘောဒီးယားနဲ့ဖြစ်ပျက်နေတဲ့နေသက်ပြဿနာဘာဖြစ်လဲထိုင်းနိုင်ငံနဲ့အတွင်းက နိုင်ငံရေးအခြေအနေအာဒီရေပေါ်မူတည်ပြီးတော့အာကျွန်တော်ပြောချင်တာဖြစ်ပါတယ်ဟိုလက်ရှိအခင်းအကျင်းတွေအတခြားဥစ္စာတွေကိုကျွန်တော်တို့တုံးသက်ပြီးတော့ပြောကြမှာဖြစ်ပါတယ်ဒီအကြောင်းစပြောမယ်ဆိုပထမဆုံးကခမာ Empire ရဲ့အကြောင်းနည်းနည်းလေးပြောဖို့တော့လူမယ်လို့ထင်ပါတယ်အဲ့တော့အာခမာ Empire ဆိုတာကလွန်ခဲ့တဲ့12ရာစုမှာအာကျွန်တော်တို့လက်ရှိကမ်ဘောဒီးယားနိုင်ငံလို့ခေါ်တဲ့ အာကျွန်တော်ခမာအင်ပါယာဟိုကမ်ဘောဒီးယားနိုင်ငံမှာခမာအင်ပါယာဆိုပြီးတော့အခိုင်အမာတည်ရှိခဲ့ပါတယ်ပြောရမယ်ဆိုရင်ကျွန်တော်တို့တောင်ဝူအင်ပါယာထက်တောင်မှအာစောတဲ့ကာလတခုမှာတွေကသူကတည်ရှိခဲ့တာပေါ့နော်အဲ့တော့ဒါပေမဲ့လည်းခစ်တွေအုပ်ချုပ်သူတွေအာရဲ့ပြောင်းလဲမှုနဲ့အတူခမာတွေရဲ့အင်ပါယာကြီးကလည်းပေါ့နော်ဟိုလက်ရှိမှာတော့အရှေ့တောင်အာရှနိုင်ငံတွေကအာကျွန်တော်တို့ဟိုနိုင်ငံငယ်ဟိုကမ်ဘောဒီးယားလိုနိုင်ငံငယ်လေးတခုအဖြစ်နေပဲ ကြံရှိကြံရှိရော်တယ်ဗောနော်အဲခမာယင်ပါယာပြိုလဲပြီးတဲ့အချိန်မှာဒီကမ်ဘောဒီးယားကနယ်စပ်ပြဿနာတွေကိုနယ်စပ်ပြဿနာတွေနောက်ပြီးကျူးကျော်ရန်ဆမှုတွေအဲတဲ့တလဲစီတိုက်ခိုက်နေကြတာကလည်းဒီတမိုင်းရာသွင်းထဲမှာအထင်ရှားရှိနေတော့မယ်ဒါကြောင့်ကျွန်တော်ပြောချင်တာကဟိုတော့အဲထိုင်းနဲ့ကမ်ဘောဒီးယားနှစ်နိုင်ငံကြားမှာဖြစ်နေတဲ့ပိုင်နဲ့ညင်းပွားပိုင်နဲ့အညင်းပွားမှုဆိုတာအခုခေတ်သစ်ကာလမှာဖြစ်တာမဟုတ်ဘူး အာကျွန်တော်တို့ငကိုတွေကဖြစ်ခဲ့တဲ့အာဘောနော်ရာသွန်းနှစ်နဲ့ချီပြီးတော့အာကြာနေပြီဖြစ်နေတဲ့ပြဿနာတစ်ခုလို့အာကျွန်တော်တို့ပြောလို့ရပါတယ်အဲ့တော့အခုမှထားဖြစ်တာမဟုတ်ဘူးအခုမှလည်းထားပြောတော့ဒါပေမဲ့သူတို့ကဟိုရန်ဖန်ရန်ခါဘောနော်ဒီပြဿနာကိုနိုင်ငံရေးရမီးမွှေးပြီးတော့လေဒီကစားလေးရှိတယ်ဗောနော်ဒီကပြည်သူကိုလှည့်ပြားခြင်းတဲ့အခါတချို့ဥစ္စာတွေမှာလည်းဒီဥစ္စာကလှည့်ပြားလေးရှိတယ်ဗောနော်အဲ့တော့ဟိုဒီနှစ်နိုင်ငံကြား အာနေသက်ပြဿနာကသူတို့နိုင်ငံခြားတွေမှာဖြစ်နေခဲ့တာတော်တော်လေးကိုကြာခဲ့ပြီအဲ့တော့အခုဟာဘောနော်အဓိကတော့သူတို့နှစ်နိုင်ငံခြားမှာအသေးအချာပိုင်းခြားထားတဲ့ဘောနော်နေနမိတ်မရှိတာဘောအယ်ဇာတွေကလည်းမရှိတဲ့နေရာတွေကလည်းမိုင်ပေါင်း900ကျော်လောက်ထိစပ်ဘောနော်အဲမိုင်ပေါင်း900ကျော်လောက်ရှိတယ်ပြီးတော့နေသက်တစ်ချောင်းဆွဲထားတဲ့နေသက်မြေပုံဆိုတာလည်း1900ခုနှစ်မှာအာကျွန်တော်တို့ကမ္ဘောဒီးယားကိုကိုလိုနီပြုထားတယ်ပြင်သစ်ကဆွဲပြီးထားတဲ့ မြေပုံတစ်ခုဖြစ်တယ်ပေါ့နော်မြေပုံတစ်ခုဖြစ်တယ်အခုဖြစ်နေတဲ့ပြဿနာကလည်းနေဆက်ကိစ္စအချင်းများရာကနေပြီးတော့ဟိုတော့တစ်ဖက်နဲ့တစ်ဖက်တိုက်ခိုက်မှုတွေထီကိုကျွန်တော်တို့ဖြစ်တယ်ပြီးတော့အခုဆိုဒီကိစ္စရဲ့နောက်ဆက်တွဲဖြစ်လက်ရှိထိုင်းဝန်ကြီးချုပ်ပေတုံတန်ကိုပါနှုတ်ထွက်ဖို့အထိတောင်းဆိုဆန္ဒပြမှုတွေလည်းဖြစ်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒါမဲ့ထိုင်းနဲ့ကမ္ဘောဒီးယားကြားမှာအခုဖြစ်နေတဲ့ပြဿနာကအတင်းမှဆုံးအနေထားတော့မဟုတ်ဘူးတကယ်တော့ 2008ခုနှစ်ပေါ့နော်2008ခုနှစ်ကဖြစ်တဲ့အခြေအနေကလားအတင်းမှလုံးအခြေအနေလို့အာကျွန်တော်တို့ပြောရင်ပုံမှန်တယ်အဲတော့ကတော့အခုတက်ဆိုးတဲ့စီအခင်းချင်းတွေနဲ့စစ်ပွဲကြီးတစ်ခုလို့သာမဖြစ်ခဲ့တာထီတွေ့ပစ်ခတ်မှုတွေကပေါ့နော်အာနှစ်ပေါက်တဲ့အထိအောင်ကြာခဲ့တယ်လူတွေလည်းအနည်းဆုံးတရာစင်လောက်တည်ပြီးတော့အပြင်းထန်ဆုံးစီအခြေအနေတွေကတော့2017မှာလက်နက်ကြီးတွေနဲ့ပေါ့နော်အပြင်းလိုက်ပစ်ခတ်တဲ့အထိကိုဖြစ်ခဲ့ကြတာပဲအဲ့တော့ 2025ဘောဖြစ်တဲ့ပြဿနာကတော့ကမ္ဘောဒီးယားစစ်သားတအူတည်ဆုံးတယ်လို့တော့သိရတယ်2008တုန်းကဖြစ်ခဲ့တဲ့အခြေအဝါပေါ့နော်ဖြစ်ခဲ့ဖြစ်ခဲ့တာကလည်းနေသက်မှာရှိတဲ့17ရာစုလောက်ကရှိတဲ့ဟိန္ဒူဘုရားကျောင်းတစ်ခုကိုဘသူတူပိုင်နဲ့ငါပိုင်နဲ့ဆိုပြီးတော့အငင်းပွားရာကနေစခဲ့တာလို့ပြောတယ်အခုလည်းဒီဘုရားကျောင်းတောင်းပဲဖြစ်တာပဲလက်ရှိမှာတော့ကမ္ဘောဒီးယားမှာကမ္ဘောဒီးယားကအာကမ္ဘောဒီးယားထိုင်းနဲ့နေသက်ဖြစ်တဲ့ပြဿနာဖြစ်တဲ့နေရာလေးခုနဲ့ပတ်သက်ပြီးတော့ ICJ ကို အဆုံးဖြတ်ခိုင်းမယ်ဆိုပြီးတော့ပြောလာသလိုထိုင်းကတော့ဒီပေါ့နော် ICJ ရဲ့အဆုံးဖြတ်အဆုံးဖြတ်ကိုအတိမတ်ပြုမှာမဟုတ်ဘူးအကန့်ကန့်ချင်းနှစ်နိုင်ငံချားမှာဆွေးနွေးအပြေရှာကြမယ်ဆိုပြီးတော့ပြောဆိုထားတာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့လောလောဆယ်အာမြင်ရသလောက်ပေါ့နော်လောလောဆယ်မြင်ရသလောက်တော့ကမ္ဘောဒီးယားရဲ့အာနာရှင်ဟွန်ဆင်ပေါ့နော်ဒါဟွန်ဆင်ရဲ့အကြောင်းလဲတော်တော်များများသိကြမှာပါတတိထားမိကြမှာပါပေါ့နော် အဲ့တော့ဟွန်ဆင်အနေနဲ့ဒီနေသက်ပြဿနာမှာထိုင်းကိုအလျှော့ပေးမှာမဟုတ်ဘူးလို့မြင်တယ်ဗောနော်ဒီတော့လက်ရှိအခင်းချင်းနဲ့ပတ်သက်ပြီးတော့နောက်ဆက်တဲ့ပြဿနာကလက်ရှိထိုင်းဝင်ကြီးချုပ်အထီကိုပါ တိုင်းရိုက်ပတ်သက်ပြဿနာပဲဗောနော်အဲ့တော့ဟိုအစားတော့နေသက်ပြဿနာအရေးနဲ့ပတ်သက်ပြီးတော့လက်ရှိထိုင်းဝင်ကြီးချုပ်ရဲ့တုံ့ပြန်မှုကနှေးကွေးတယ်ဆိုပြီးတော့ထိုင်းမှာပါသားတွေကဝေဖန်ပြစ်တင်တယ်အာဒီတော့ထိုင်းဝင်ကြီးချုပ်ကလည်းနေသက်ကိုတွားရောက်ပြီးတော့နိုင်ငံနေသက်ပြဿနာကိုအေးအေးဆေးဆေးရှင်းတယ် ဒါပေမဲ့နှစ်နိုင်ငံနယ်သက်ဖြတ်ကျော်မှုတွေတည်းပြပြလေးလေးဖြစ်အောင်လှုပ်ဆောင်ခဲ့တယ်။ဒါပေမဲ့ပြဿနာမပြီးဘူး။ဟောတော့ထိုင်းဝန်ကြီးချုပ်နဲ့ဟွန်ဆန်နဲ့ပြောထားတဲ့ဖုန်းထဲကအတန်ဖိုင်တွေကအပြင်ကိုပေါက်ကြားလာပြီးတော့အဆိုပါဖုန်းပြောဆိုတဲ့အထဲမှာထိုင်းဝန်ကြီးရဲ့ပြောဆိုမှုတချို့ကလက်ရှိထိုင်းကာကွယ်ရေးတပ်ထဲကဒုတိယတပ်မတော်ဟောပေါ့နော်တပ်မှုတိုင်းမှုလို့သူတို့ကတော့ပြောကြတယ်ပေါ့နော်ဒုတိယဗိုလ်ချုပ်ကြီးဘွန်ဆင်ပက်ကလမ်ကိုဝေဖန်ပြောကြားတဲ့ အာဟိုဟာအတန်ဖိုင်တွေပါသွားတာဖြစ်တဲ့အတွက်ထိုင်းပြည်သူတွေကအစိုးရကပတ်သက်နဲ့ပတ်သက်ပြီးတော့အခုထိုင်းမှာဆန္ဒပြတာတွေအထီကိုလှုပ်ဆောင်လာကြတာကိုကျွန်တော်တို့တွေ့ရပါတယ်။အဲဒါဆိုအာကျွန်တော်တို့ထိုင်းဝင်ကြီးတို့ပြောသကားကတော်တော်များတော့သိတော့သိကြမှာပါ။အဲ့တော့ तू ဘာပြောထားလဲဆိုတော့ကျွန်တော်နည်းနည်းလေးအာကျွန်တော်ပြန်ပြောပြချင်ပါတယ်။အဲ့တော့ तू ကဒီပြောတဲ့အချိန်မှာဒီကဟွန်ဆန်ပေါ့နော်။ကမ္ဘောဒီးယားရဲ့အရင်တော့ဝင်ကြီးချုပ်အာဒါပေမဲ့အခုချိန်မှာတော့သူလွှတ်တော်ဥက္ကဋ္ဌရူးကိုယူထားတယ်။ तू သားဟွန်နက်က အခုချိန်မှာတော့ဝင်ကြီးချုပ်လုပ်နေတာပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်တော့ဒီသူတို့မိသားစုကြီးကြီးဆိုးရတာပေါ့နော်ကမ္ဘောဒီးယားရဲ့နိုင်ငံကြီးရတယ်ကြီးဆိုးရတာပေါ့အဲ့တော့အဲ့တော့သူကအဲ့အချိန်မှာအတန်ဖိုင်ထဲမှာသူဟိုဟွန်ဆန်ကိုဘယ်လိုခေါ်ဦးလို့ခေါ်ရပေါ့ဦးဦးအန်ကေအန်ကေပေါ့နော်အန်ကေလို့ခေါ်ရအဲ့တော့အာပြီးတော့အမသူပြောတာကနေဆက်ကိစ္စနဲ့ပတ်သက်လို့တဲ့အာသူတို့နှစ်ဦးစလုံးငင်းငင်းယူလူလာကြရဲဆိုတာနားလေတဲ့ ဘောနော်သူတို့ကိုစန့်ကျင်သူတွေရဲ့ဇကားကိုဦးလေးနားမထောင်ပါနဲ့တဲ့ထိုင်းဒုတိယတပ်မတော်နယ်မြေရဲ့တပ်မှုတွေအားလုံးကကျမတို့နဲ့စန့်ကျင်ဘက်ကလူတွေကြီးပဲတဲ့နော်သူတို့ဇကားကိုနားထောင်ပြီးရင်စိတ်မပျော်မရွှင်ဖြစ်တာဒေါသထွက်တာမျိုးမဖြစ်စေချင်ပါဘူးတဲ့တကယ်တော့အဲ့ဒါကအဘောနော်ဟိုကျမတို့ရဲ့ရည်ရွယ်ချက်မဟုတ်ဘူးဘောနော်အခုချိန်မှာသူတို့ကကောင်းတဲ့ပုံရိပ်ပေါ်ခြင်းုံတက်တက်ပဲတဲ့ဒါကြောင့်နိုင်ငံအတွက်အကျိုးမရှိတဲ့ဇကားတွေကိုပြောနေကြပါတာတဲ့ဒါပေမဲ့အမှန်တရားကတော့ နေသက်မှာထိတ်တန့်ရင်ဆိုင်မှုတွေမဖြစ်ခင်ငြိမ်းချမ်းရေးဖြစ်စေချင်တာပါပဲဆိုပြီးတော့သူကပြောလိုက်တယ်ဗောနော်အဓိကတော့သူကထိုင်းစစ်တပ်ကသူတွေကိုအာဗောနော်အတင်းပြောလိုက်တဲ့သဘောဗောနော်ဟိုဘက်ကဒီဟွန်ဆင်နဲ့အတင်းပြောလိုက်တဲ့အာစကားတစ်ခုဗောနော်အဲ့တော့ပြောရမယ်ဆိုဟွန်ဆင်နဲ့ဒီတတ်ဆင်မျိုးမိသားစုကနှစ်ပေါင်း30လောက်ရှိပြီသူတို့တွေအာရင်းနှီးလာခဲ့ကြတာဗောနော်ရင်းနှီးလာခဲ့ကြတော့ဟွန်ဆင်ကရိုင်လဲဒီအတန်ဖိုင်ပောက်ပြီးတဲ့အချိန်မှာအာဒီဥစ္စာကြောင့်ဗောနော်သူတို့မိသားစုနှစ်ခုကြားက ပြဿနာကဆက်ဆံရေးပျက်စီးသွားပြီပေါ့ဆက်ဆံရေးပျက်စီးသွားပြီပြီးတော့အာဒီဥစ္စာကဟောတော့ဟိုတူလောက်ခဲ့တာတော့မဟုတ်ဘူးပေါ့နော်ဒီမျိုးချက်စိတ်ရှိတဲ့သူ့ရဲ့အရာရှိတွေကနေပြီးတော့ဒီဥစ္စာကိုဖွင့်ချခဲ့တာဆိုပြီးဟွန်စင်ကအာသူ့ရဲ့ social media မှာအတင်ထားတာလေအဲကျွန်တော်တို့တွေ့တယ်ပေါ့နော်အဲ့တော့ဟိုဒါကိုအဲထိုင်းကလူတွေကလုံးဝမကြည်နဲ့ဘူးတကယ်တော့ဟွန်စင်တို့ဒီပေတုံတန်ပေါ့နော်ထိုင်းဝန်ကြီးချုပ်အဲဒီဖြစ်လာပြီးတဲ့အချိန်မှာ ကမ္ဘောဒီးယားကိုတရားဝင်သွားလေတာရှိတယ်အမှသူရဲ့အဲဘောလားအစိုးရအိမ်တော်တခုမှာအမှဆိုရင်တဆင်နဲ့ပေတုံတန်ဆိုပြီးနာမည်ပြီးထားတဲ့အိမ်ခန်းနှခန်းမှာရှိတယ်ဘောသူတို့ရဲ့ဟိုဘောလားရင်းနှီးမှုအတိုင်းဒါတော်တော်လေးကိုကြီးတယ်ပဲပြောမယ်ဆိုတဆင်ကအရှိတအောင်ရှာတွေကအာနာရှင်တွေနဲ့တော်တော်လေးကိုရင်းနှီးမှုရှိတယ်အဥမာဆိုဟိုမြန်မာမှာဆိုလဲတိမ့်စိန်တို့အာနောက်ပြီးတော့ဟိုမင်းအောင်လိုင်းတို့နဲ့ရင်းနှီးမှုတော်တော်လေးကိုရှိတယ် အဲ့နောက်ပြီးတော့ဒီဟိုပါတော့ဟိုတန်းရွှေလိုဘောင်းနယ်လည်းတော်တော်လေးကိုရှိတယ်အဲဒီတက်စင်သူ့နိုင်ငံထွက်ပြေးရတဲ့အချိန်မှာမြန်မာပြည်တော်မှလာခဲ့တယ်ဆိုပြီးတော့မြန်မာပြည်မှာတော့ခဏလာနေခဲ့တယ်ဆိုပြီးတော့ပြောထားတဲ့အာဟိုပုံစံမျိုးတွေကျွန်တော်တို့တွေ့ရတယ်ဗောနော်အဲ့တော့တော့သူကအာနာရှင်နေချာမှာတော်တော်လေးကိုဟိုဟိုပါပြတယ်ဟိုတလုံးလုံးကဒီတက်စင်ကိုတရားဆွဲမယ်ဆိုပြီးတော့ဗောနော်တက်စင်ကိုနိုင်ငံနိုင်ငံအပြင်မထွက်ခိုင်းဘူးဘာဖြစ်လို့လဲဆိုတော့ဒီကောင်ကအားလုံးကတော့သိရယ်ဗျာ အဲ့တော့ဆေးရုံမှာတွားရတယ်ဗောနဆေးရုံမှာအထူးရတဲ့နေတယ်ပြီးတော့ဘရင်ကလည်းလွန်နေချက်လောက်ပဲပြီးလို့တက်ဆင်ပြတ်လာတယ်ဒါမဲ့အဲ့အချိန်မှာသူကဆေးရုံတက်တယ်ဆိုတဲ့အချိန်မှာဟိုဟာဗောနသူ့ရဲ့ ဟိုဟာဘောတော့ဒီကေတန်းကျတော့အချောင်းပြလိုက်တာဗျာအချောင်းပြလိုက်တာအဲ့ဥစ္စာကိုစီးစားကိုလိန်ရေးတဲ့အမှုနဲ့ရဲရဲဘက်ကဟာဘာလဲရဲဒုတိယဗိုလ်ချုပ်ကြီးအစင်ရှိတဲ့သူတွေကိုတော့မှထုတ်ပယ်တဲ့အခြေအနေတွေဘာတိအောင်ဖြစ်လာခဲ့တာကြီးကျွန်တော်တို့ရှိတယ်ပြောရမလို့တက်စင်အဲတော့ကထွက်ပြေးပြီဆိုပြီးတော့ပြောရတယ်ဗောနော်အထွက်ပြေးပြီဆိုပြီးပြောအဲတော့ကတက်စင်ကဝါနဲ့ပတ်သက်တဲ့စကားမပြောခင်အဲတဲ့င်းထွက်လာသေးတယ်တက်စင်ကထိုင်းနဲ့ထွက်ပြေးသွားပြီကမ္ဘောဒီးယားနဲ့ညာနေတက်စင်ထွက်ပြေးသွားပြီဆိုပြီးပြောရတာရှိတယ်ဗောဒီကေတန်းကျတော့ ကမ်ဘောဒီးယားကလည်းတခြားနိုင်ငံသားတွေအမှနိုင်ငံသားသွားခံယူဖို့ဘာလို့လွယ်တဲ့နေရဗျာဘာဖြစ်လို့လဲဆိုတော့သူကအမှသူ့စီမှာကမ်ဘောဒီးယားမှာသွားပြီးတော့နိုင်ငံသားခံယူထားတဲ့သူတွေတချို့စီးပွားရေးလုပ်ငန်းရှင်တွေတော်တော်ကိုရှိတယ်အလွယ်တကူခံယူလို့ရပြောနေတာဗျာပတ်စံပင်ခံယူလို့ရတယ်ပေါ့နော်ဒီလိုဒီလိုပုံစံမျိုးပေါ့ဗျာအဲ့တော့သူတို့ကြားထဲမှာရင်းနှီးမှုရှိတယ်တော်တော်လေးကိုရှိတယ်တစင်ကပြေးပြီဆိုရင်တော့သူကကမ်ဘောဒီးယားနေတစင်အာပြေးမယ်ဆိုတဲ့ပုံစံမျိုးအထိအာပေါ့နော်သူတို့စဉ်းစားထားတာလည်းရှိတယ်အဲ့တော့ပြောနေတာက သူတို့မိသားစုနှစ်ခုချားမှာကဆက်ဆံရတယ်သူတို့ရှိတယ်အရင်တော့အဖေတွေရဲ့ဆက်ဆံအခုကသူတို့ရဲ့နိုင်ငံမျိုးဆက်တွေကနိုင်ငံမှာဝင်ကြီးချုပ်တွေလုပ်ပြီးတော့အာဖြစ်နေတဲ့အချိန်ပေါ့နော်အဲ့တော့ဒီအချိန်မှာဒီလိုအတန်ဖိုင်ကြီးကိုဟွန်စင်နဲ့ပြောတဲ့အတန်ဖိုင်ကြီးကိုဟွန်စင်ဘက်ကနေပြောဖောက်ချလိုက်တယ်ဒါကြီးကပြောမယ်ဆိုနောက်ကျတော့ဒါဒါကြီးနဲ့အကြီးထိုးချလိုက်တာပေါ့နော်ဒါကြီးနဲ့အကြီးထိုးလိုက်တာအဲ့ဒါကြောင့်မလို့လေပီတုံတန်ကိုယ်တိုင်အာပေါ့နော်ဒီအတန်ဖိုင်ထွက်လာပြီးနောက်ရက်မှာပဲသူက လူတို့ထိုင်းပြည်သူတွေထွက်ပြီးတော့တောင်းပန်ရတဲ့အခြေအနေတွေကိုဖြစ်သွားတယ်ဟုတ်ပါတော့သူတောင်းထွက်ပြီးတော့တောင်းပန်ရတယ်နောက်ပြီးတော့သူ့ကိုလွှတ်တော်ထဲမှာဒီဝင်ကြီးချုပ်ကနေပြီးတော့နှုတ် ထွက်ပြီးတော့ဟုတ်ပါတော့အတိုက်ခံပါတီတွေကနေနှုတ်ထွက်ပြီးတော့ဟိုပါပေါ့နော်ဒရိတ်ကောက်ပွဲကိုအစ်စ်ပြန်လုပ်ဖို့အခြေအနေထိတော့မှအော်တောင်းဆိုလာကြတာရှိအဓိကတော့ move forward လို့ပေါ့နော် move forward လို့အာပါတီပေါ့ဟိုပါပေါ့ peter တို့ပါတီပေါ့နော် peter တို့ပါတီသူတို့ပါတီက အမတ်တရားနေပြီးတော့ဒီလိုမျိုးတောင်းဆိုတဲ့အခြေအနေတွေထိတော်မှာအာဘောနော်ဟိုဖြစ်နေတယ်ဘောနော် ဖြစ်နေတယ်အဲ့တော့ပြောမယ်ဆိုရင်ဘောနော်ဟိုသူတို့ရဲ့ဒီခေါင်းဆောင်ဘိုင်းနေဘောနော်ဒီအာလရှင်ခေါင်းဆောင်ဘိုင်းနေခြားထဲမှာတော့အခုအဖူအထစ်ကြီးကတော်တော်လေးကြီးမားသလိုနောက်ပြီးတော့တက်ဆင်တို့ရဲ့အခုနိုင်ငံရေးအချက်တွေကလည်းတော်တော်လေးကြီးမားလာတာကိုကျွန်တော်တို့တွေ့ရတယ်နောက်ဆုံးတက်ဆင်ကဒီနိုင်ငံထဲကိုပြန်လာဖို့အတွက်ကိုသူကဒီရွေးကောက်ပွဲမှာ အာသူတို့ပါတီအကောင်းဆုံးဟိုပါဗောနော်အများဆုံးနိုင်မရပါပဲဒီမှာအစိုးရဖွဲ့ခွင့်ရအောင်ဗောနော်နောက်ဆုံး move forward to လူလူကိုတစ္ဆာဖောက်ပြီးတော့သူတို့ကဟိုဟိုစစ်တပ်နဲ့ဗောနော်ဆွေးနွေးပြီးတော့လုတ်ခဲ့ပြီးတော့ဒီအစိုးရဖွဲ့ခဲ့တာရှိအဲတော့ကသူတို့အစိုးရဘယ်ထဲမှာဆိုကျွန်တော်တို့စေးချောက်ပါတီလို့လူသိများတဲ့ပါတီဗောနော်အဲပါတီရသူတွေပါပါတယ်အဲကသူတွေဆိုပြည်ထရေးဝန်ကြီးတို့ပါလို့အဲ့လိုမျိုးနေရာကြီးကြီးတွေထီကိုရထားတာဒါပေမဲ့အပါတီကြီးကိုနှိုက်ကသူတွေကလည်းအခုအဲသူတို့ဒီ ပေတုံတန်တို့အစိုးရဖွဲ့တွေကနေထွက်ပြီးတော့သူတို့အတိုင်းခံပဲလုတော့မယ်ဆိုပြီးတော့အခုနှုတ်ထွက်သွားတဲ့အခြေအနေလေးဖြစ်ဖြစ်နေတယ်ပြောရမယ်ဆိုထိုင်းနိုင်ငံတွေမှာဒီရဲ့ခရက်ကအကြီးကြီးဖြစ်ပြီးတော့နိုင်ငံရေးမတည်မငြိမ်မှုပုံစံတွေပါဖြစ်နေတာရှိတယ်ပေါ့နော်အဲ့တော့ဟိုပြီးခဲ့တဲ့ဟိုပါပေါ့နော်ဇွန်16ရက်နေ့ပေါ့နော်ဇွန်16ရက်နေ့မှာအာကျွန်တော်တို့ဒီထိုင်းလွတ်တော်ပေါ့နော်ထိုင်းထိုင်းအထက်လွတ်တော်ထိုင်းအထက်လွတ်တော်နိုင်ငံရေးကျင့်ဝတ်ဆိုင်ရာကော်မတီကနေပြီးတော့ဝင်ကြီးချုပ်ပေတုံတန်ကို ရာထူးမှနေဖယ်ရှားပေးဖို့နဲ့တရားရုံးဖယ်ရှားပေးဖို့တရားရုံးနဲ့အမျိုးသားအကြမ်းလိုက်စားမှုတိုက်ဖြတ်ရေးကော်မရှင်ထံမှာရှောက်ထားမဲ့အကြောင်းဆိုပြီးတော့ဇွန်လ19ရက်နေ့2025ရက်စွဲနဲ့စာရီပါရီထုတ်ပြန်လာတဲ့အခြေအနေထိကိုရှိတယ်။နောက်ပြီးတော့ဒီအာကျွန်တော်ခုနပြောတဲ့အာဟိုအစိုးရအဖွဲ့တွေကလည်းနှုတ်ထွက်တော့ကြတော့ပြောရမယ်ဆိုရင်ပေတုံဒီရှင်နာဝထရာပေါ့လေရှင်နာဝထရာမိသားစုရဲ့အခုလောလေထိုင်းနိုင်ငံတွင်အခြေအနေတွေက ဟောပါတော့နည်းနည်းလေးနိုင်ငံရေးမတည်မြဲမျိုးပြောရမယ်ဆိုရင်တက်စင်တို့ကရိုးသားတဲ့နိုင်ငံရေးသမားတွေမှဟုတ်တာတော့သိကြတယ်အဲသူတို့ဒီအညှိနှိုင်းတာတွေအပေးအယူတွေနောက်ပြီးလူလေကြတာတွေအဂတိတွေဒါတွေနဲ့ပြည့်နှံ့နေပြီးတော့နိုင်ငံရေးအာဏာကိုရယူနေတာလဲကျွန်တော်တို့ဟိုပြောလို့ရတယ်အဲ့တော့ရိုးသားတဲ့သူတွေမဟုတ်တဲ့အခါကျတော့သူတို့အနေနဲ့ဟိုဟာပေါ့နော်ပြောရမယ်ဆိုဟိုဘယ်လိုပြောမလဲဗျာ ဟိုလူတို့အကြိုက်ပေါ့လားလူတို့အတွက်အလုံးလုံးနေတဲ့လူတွေမဟုတ်ဘူးသူတို့အကျိုးစီးပွားတဲ့သူတို့အလုံးလုံးနေတဲ့လူတွေလို့ကျွန်တော်တို့ပြောလို့ရတယ်ဒါပေမဲ့တက်စင်တို့ကိုလည်းထိုင်းနိုင်ငံတွေမှာအတိုင်းအတာတစ်ခုထိထောက်ခံမှုကလည်းရှိထားတယ်အာပြီးခဲ့တဲ့ရွေးကောက်ပွဲမှာဖီတာတို့ပြီးရင်သူတို့ပါတီကအများဆုံးပဲနိုင်လာတာပေါ့နော်ဒုတိယအများဆုံးနိုင်လာတာလို့ကျွန်တော်တို့ပြောလို့ရဒါပေမဲ့အခုကတော့အခုအချိန်ကြီးကတော့သူကထိုင်းစစ်တပ်နဲ့လည်းအခုသူတို့ပြဿနာတက်တယ်ပြီးတော့ ဟိုပြည်သူနဲ့လည်းပြဿနာတက်တယ်အတိုက်ခံနေနေလည်းပြဿနာတက်တယ်နောက်ဆုံးဘရင်နဲ့ပါတိတ်ပြီးတော့အဆင်မပြေတော့တဲ့အခြေအနေတွေထိပါရောက်လာတယ်လို့ကျွန်တော်ပြောလို့ရတယ်ကျွန်တော်ကထိုင်းနိုင်ငံရေးကိုအရန်ကျွမ်းကျင်တဲ့သူမဟုတ်ပေမဲ့ထိုင်းနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ဘာတွေလုပ်နေလဲဘာဟာဖြစ်လဲအမြဲတော့လေ့လာပြီးအဲ့တော့ဒီမှာပြောတဲ့အကြောင်းအရာတွေကကျွန်တော်ရဲ့အဲ့ဟိုပါဘောကျွန်တော်တိရဲ့အကြောင်းအရာတွေနဲ့ကျွန်တော်ရဲ့အမြင်ပုံစံမျိုးဖြစ်ပါလိမ့်မယ်ဗောနော်အဲ့တော့အထိုင်းနိုင်ငံကြီးကိုဂါဂါနာနာတိတဲ့သူတွေရဲ့အာဟိုပါဘောသုံးသက်ချက်လောက်တော့အပြည့်အစုံ ဟိုဟုတ်ချင်မှာဟုတ်ပါလိမ့်မယ်ဒါကိုကျွန်တော်တခုလေးချူပြောထားတာပေါ့နော်အဲ့တော့ပေတုံတန်ကပြီးခဲ့တဲ့ရက်မနေ့ကပေါ့နော်မနေ့ကတော့ဒါအာသူဝေဘန်ဒီဖုန်းထဲမှာအတင်းပြောထားတယ်ပေါ့နော်စစ်တိုင်းမှုရှိတဲ့နေရာစီတွားတယ်တွားပြီးတော့ဒီဒီဥစ္စာနဲ့ပတ်သက်ပြီး तू ကစီယုံရေးမဟာဗျူဟာတခုကိုပြုတ်လောက်တာပါဆိုပြီးတော့အဲ့ဟိုပါပေါ့နော်အဲကိုပြောတော့ဟိုဘက်ကလည်းရပါတယ်ခွင့်လွတ်ပါတယ်ဆိုပြီးတော့သူတို့အချင်းချင်းချပြေးလဲတယ်လို့တော့ပြန်ဖြစ်နေရတော့တွေ့ရတယ်ဒါပေမဲ့အခုပေတုံတန်ကိုဆန်သားပြတဲ့အခြေအနေတွေ ရှိနေတယ်အခုမျိုးလည်းကောင်းမှစံထားတွေပြနေပြောရမယ်ဆိုရင်တော့ဟိုထိုင်းစစ်တပ်နဲ့အဆင်မပြေတော့ရတော့လောက်ခံရပါပဲနောက်ဆုံးအဆိုးဆုံးကဘာဖြစ်မလဲအာနာသိမ့်မှုတွေကထပ်ဖြစ်မဲ့အခြေအနေမျိုးရှိတယ်ဘာဖြစ်လို့လဲဆိုတော့ထိုင်းမှာအာနာသိမ့်တာဘာမှမဟုတ်ဘူးနော်ထိုင်းမှာကျွန်တော်တို့မြန်မာတက်တော်မှာအချိန်ကြီးအာနာသိမ့်တာမြန်မာမှာကျတော့အာနာတခအသိမ့်ဝိုင်းအကြာကြီးလက်ထဲမှာကင်တာဒီကောင်လေးကျတော့မဟုတ် အာနာသိန်းနဲ့ပြီးရင်ရွေးကောက်ပွဲလေးလှုပ်လိုက်တယ်ပြီးရင်သူ့လူတက်တယ်သူ့လူဝင်ကြီးချုပ်လှုပ်တယ်အထိုင်းစစ်တပ်ကနေပြီးတော့ဝင်စိုးမှုဘာညာလှုပ်တယ်ပြောချင်တာကဗျာဟိုသူတို့စီမှာသူတို့စီရဲ့ဗိုလ်ချုပ်ကြီးတွေတခြားဥစ္စာတွေဒီစီဦးစီးချုပ်တွေကပြောရမယ်ဆိုမချိနေဘူးသူတို့ကိုချိနေတဲ့ဟောမဖြစ်ဘူးဆိုသူတို့အချင်းချင်းကြားထဲမှာနှိမ့်နိုင်မှုလှုပ်ပြီးတော့အာနာသိန်းမှုကအချင်းချင်းခါခါလှုပ်တဲ့ပုံစံမျိုးတွေကျွန်တော်တို့တွေ့ရတယ်အဲ့တော့လက်ရှိထိုင်းဝင်ကြီးချုပ်တာပြုတ်ကြသွားမယ်ဆိုရင်ဘာဖြစ်နိုင်လဲဘာဖြစ်နိုင်ဘောနော်အဲ့ ဟိုဒီနေရာမှာကျွန်တော်လေးလာမေးသလောက်ပြောရရင်ဘောတော့ဟိုဟိုကျွန်တော်ခုနကလည်းပြောရဲလက်ရှိထိုင်းရဲ့ထိုင်းရဲ့ဟိုပါဘောတော့ဒီပေတုံတန်တို့ရဲ့ဖွေထိုင်းပါတီရဲ့ဟာတခုတည်းဖွဲ့စည်းထားတဲ့ဥစ္စာမဟုတ်သူကညွန်ပေါင်းအစိုးရတခြားပါတီတွေပါပါပြီးတော့ဖွဲ့စည်းထားတာဖြစ်တယ်အဲ့တော့လက်ရှိလည်းအဲ့ဘောတော့ဟိုကျွန်တော်တို့ဟိုဒီစေးကြောက်ပါတီလို့ပြောတယ်သူတို့ကလည်းနှုတ်ထွက်သွားဖြစ်တဲ့အတွက်လက်ရှိအစိုးရဖွဲ့တယ်မှာပေတုံတန်တို့ကတော်တော်လေးကိုအားနေသွားပြီ တော်တော်လေးအားနေသွားပြီသူတို့ပေါ်ထောက်ခံမှုတွေကလည်းတဖြည်းဖြည်းရော့ချလာတယ်နောက်ပြီးတော့တခြားသူတွေကပါထပ်ပြီးတော့နှုတ်ထွက်ကြမယ်ဆိုရင်ဘောနော်လွတ်တော်ထဲမှာကအစသူတို့မှာအလွန်အားနေရမယ်သူတို့ပါတီတစ်ခုတည်းဖြစ်သလိုမျိုးဖြစ်သွားမယ်ဘောနော်ဒီဘက်ကအတိုက်ခံနေပို့ပြီးတော့အင်အားကောင်းသွားမယ်အင်အားကောင်းပြီးတော့အာသူတို့အစိုးရဖွဲ့ဖြုတ်ဖြုတ်နိုင်တဲ့အခြေအနေထိတော့ရောက်သွားနိုင်တယ်အဲ့တော့ပြောမှလည်းဆိုဒီဟိုတက်စင်တို့မိသားစုကလည်းထိုင်းနိုင်ငံကြီးမှာ သူတို့တွေဝင်ကြီးချုပ်တွေသာဗောနော်တက်စင်ဖြစ်တယ်သူညမယင်လက်ဖြစ်တယ်ပြီးတော့အခုပေတုံတန်ဖြစ်တယ်ဘသူတွေပဲဖြစ်ဖြစ်သူတို့အဆုံးထိကိုမသွားနိုင်သွားနိုင်မသွားနိုင်တဲ့အခြေအနေတွေရှိအခုလည်းပေတုံတန်ကလည်းကျွန်တော်ထင်တယ်ပြုတ်ပြုတ်ဖို့ရာခိုင်နှုန်းတော်တော်များတယ်အဓိကတော့မယိုးသားတာဗောဗျာမယိုးသားမှုတွေနဲ့တရားနဲ့တရားအပေးယူရင်းနဲ့ညှိနှိုင်းကြတဲ့အခါမှာနည်းနည်းလေးဟာဝက်ဖြစ်လာတယ်ဟိုဟိုဘက်ကလည်းကင်တာပဲအဲ့လိုမျိုးပုံစံမျိုးတွေဖြစ်နေရပါဘောနော်အဲ့လိုမျိုးပုံစံမျိုးတွေဖြစ်တယ်အဲ့တော့ဒီမှာ အဲဘောနော်ထိုင်းစစ်တပ်ကအာထိုင်းစစ်တပ်ရဲ့အခန်းကဏ္ဍကလည်းထိုင်းနိုင်ငံကြီးမှာတော်တော်လေးကိုအရေးကြီးရယ်အဲ့တော့ဒီ move forward ပေါ့နော်အရင်တော့ move forward အခု people party ပေါ့နော်ဒီဒီပါတီကပြန်ပြီးတော့အားကောင်းလာမလားလူလူထောက်ခံမှုကြီးကဒီပါတီကပြန်ဝင်ဖြစ်လာမလားဆိုတာတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမယ်အနေထားဖြစ်တယ်ပေါ့နော်အဲ့တော့ဟိုပြောချင်တာကထိုင်းနိုင်ငံကြီးမငြိမ်မသက်အဲ့တဲ့ဖြစ်နေတဲ့အနေထားမှာရှိတယ်ကမ်ဘောဒီးယားနဲ့ထိုင်းရဲ့နေသက်အခြေအနေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့အာထိုင်းနိုင်ငံကြီးအတွင်းထဲကိုပါ ဝင်လာပြီးတော့နိုင်ငံကြီးအတွင်းထဲမှာအစိုးရအဖွဲ့တွေမှာနှုတ်ထွက်တာတွေ နှုတ်ထွက်ဖို့တောင်းဆိုတာတွေဒါတွေကဇက်တိုက်ဖြစ်လာတာကိုတွေ့ရတဲ့အတွက်ဘောနော်ဘာဆက်ဖြစ်မလဲဆိုတော့ကျွန်တော်တို့အာအိန္ဒိနာချင်းနိုင်ငံလည်းဖြစ်တယ်နောက်ပြီးတော့ကျွန်တော်တို့မြန်မာတွေအများစုပေါ့နော်အခုတော်လှန်ရေးနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံထဲမှာနေလို့မရတဲ့သူတွေကထိုင်းနိုင်ငံထဲဝင်ဝါးကြရတာအများကြီးရှိတယ်အာ celebrity တွေကအစနောက်ဆုံး NUG တွေကသူတွေတော့မှအထင်းမှာခိုးလုံနေကြတဲ့သူတွေရှိတယ်တရားဝင်ဖြစ်ချင်မှလည်းဖြစ်နိုင်မယ်ပြောနေပြီးပြောချင်တာဗျာဟိုကျွန်တော်တို့စိတ်ဝင်စားမှရအောင်ကျွန်တော်တို့စိတ်ဝင်စားမှရအောင်သူတို့ရဲ့အခြေအနေတွေကကျွန်တော်တို့စိတ်ဝင်စားမှရမယ် အခြေအနေလို့တော့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်အဲ့တော့အခုလက်ရှိဘာဖြစ်မလဲပေါ့နော်ထိုင်းနိုင်ငံကြီးကတောက်လျှောက်ကြီးဒုံးဆိုဟိုဥပမာပီတာရုပြန်နိုင်ပြီးတော့ပီတာရုကဒုံးဆိုတက်လာမလားကျွန်တော်ကတော့အဲ့လိုမျိုးလည်းမထင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ထိုင်းနိုင်ငံမှာအစိုးရအဖွဲ့တစ်ခုဖွဲ့ဖို့ဆိုတာကလည်းဟိုမှာပီတာရုဘလောက်ပဲမဲဘလောက်အပြည့်အသက်နိုင်နိုင်ပေါ့နော်အစိုးရတစ်ခုဖွဲ့ဖို့ကလည်းမလွယ်ဘူးသူ့အတွက် မလွယ်ဘူးပေါ့နော်သူတို့တော့မလွယ်ဘူးအဲ့တော့ကြတော့ပြောပြောချင်တာကအတော့ပီတာရုဆိုရင်အများဆုံးနိုင်တယ် သူတို့ကိုအဓိကဟိုဟာဖြစ်သွားတယ်သူတို့ကဘယင်စနစ်ကိုဘောနော်ဝေဖန်မှုတွေတခြားစာတွေလုတ်တယ်ဆိုပြီးတော့ဒါဘယင်စနစ်ကိုဖြုတ်ချဖို့ကြံ့နေဆိုပြီးတော့ဒါတခြားစုတွေကဝိုင်းပြီးတော့ဝိုင်းကြုံကြတဲ့အချိန်မှာပီတာတို့လည်းအစိုးရမဖွင့်နိုင်ပဲနဲ့ဒီဖွေထိုင်းကအစိုးရဖွဲ့ဖို့ဖြစ်သွားတာလို့ကျွန်တော်တို့ပြောလို့ရအဲ့တော့ဟိုထိုင်းရဲ့နိုင်ငံရေးကလည်းရှုပ်ထွေးတယ်မတမာမှုတွေများစွာရှိတယ်ထိုင်းနိုင်ငံကဘောနော်ဟိုပုံမလင်းလင်းပြောတာကျွန်တော်တို့နိုင်ငံထက်တိုးတက်တယ်ဆိုပေမဲ့အာသူတို့ရဲ့နိုင်ငံရေးကတော့တော်တော်လေးကိုရှုပ်ထွေးတယ် သူတို့ရဲ့နိုင်ငံမှာလည်းလက်စားမှုတွေကလည်းအများကြီးပဲအများကြီးပဲပတ်စံပေးရင်ဘာမှမစိုးလှုပ်လို့ရရဆိုတဲ့အခြေအနေကလည်းအများကြီးပဲကျွန်တော်နိုင်ငံတွင်းမှာဖြစ်သွားတဲ့ဟလာဟိုဖြစ်ပြနေတဲ့တချို့သောကိစ္စရပ်တွေတောင်မှထိုင်းရနေပြီးတော့ဖြစ်လာတာအများကြီးရှိတယ်ပြောချင်တာထိုင်းကကျွန်တော်နိုင်ငံကို အာကျွန်တော်နိုင်ငံမငြိမ်မသက်ဖြစ်မှာကိုလေသူကဟိုပါဘောနော်မလိုလားဘူးဘောနော်သူတို့ကငြိမ်သက်နေတာကိုပဲလိုချင်ဘာလို့လဲဆိုတော့ကျွန်တော်နိုင်ငံမငြိမ်မသက်ဖြစ်ရင်လေသူတို့ဘက်မှာသွားပြီးတော့ effect သွားဖြစ်သလိုကျွန်တော်တို့ဟိုသူတို့နိုင်ငံမငြိမ်မငြိမ်မသက်ဖြစ်ရင်လေကျွန်တော်တို့သွားခုလုံးနေတဲ့သူတွေအတွက်ကလည်းမငြိမ်ဟိုပါဘောနော်စိုးရင်နေရာတွေရှိတယ်စိုးရင်နေရာရှိတယ်ဒီလိုတွေကအများကြီးပဲဘောနော်အများကြီးအဲ့တော့ဟိုပြောချင်တာကတော့ကျွန်တော်တို့ဒီကိစ္စကိုကျွန်တော်တို့ဟုတ်ပြီ ਨੇ သက်အရေးတော့ဖြစ်တယ်အဲဒါပေမဲ့စိတ်ဝင်စားရမယ် ဒီဥစ္စာကကျွန်တော်တို့တော်လှန်ရေးအတွက်ကိုကျွန်တော်တို့တော်လှန်ရေးအတွက်လှုပ်ရှားကြိုးစားဆောင်ရွက်နေတဲ့သူတွေအတွက်ကိုပေါ့နော်တီကိုတီထားရမယ်အချောင်းရရလို့ကျွန်တော်ကတော့မြင်တယ်ဒီကိစ္စတွေဒီကျွန်တော်တို့ရှေ့ကိုအာဘာတွေဆက်ဖြစ်မလဲဘလို့အခြေအနေတွေဖြစ်သွားနိုင်လဲတေချာတူကတော့ဗျာကျွန်တော်တို့နိုင်ငံလို့တော့တော်လန်ကြီးပဲပေါ်ပေါက်လာမယ်အခြေအနေကြီးကတော့ဖြစ်ဖို့ကတော့ခဲရင်တယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်။နောက်ပြီးတိုင်းပြည်သူတွေကိုနိုင်ကတောက်လျှောက်ကိုတော်လှန်ဖို့အတွက်ကကြတော့သူတို့အတွက်ပေါ့နော်ဟို အဲ့လောက်ထိမကြီးရွယ်ထားကြဘူးလို့ကျွန်တော်မြင်နေပါဘောเนาะအဲ့တော့ထိုင်းနိုင်ငံရဲ့နိုင်ငံရေးကတော့ဟိုဒီမိုကရေစီကို100%ကြီးစစ်လဲမစစ်သလိုအာဘောလို့သူတို့ရဲ့နိုင်ငံရေးလှည့်သားမှုတွေနိုင်ငံရေးအပေးအယူတွေနဲ့ရှုပ်ထွေးပွေလီနေတဲ့ဘောလို့အာ ကစားကောအပေါင်းများစွာနဲ့မြင်နေရလို့ကျွန်တော်ကတော့မြင်တယ်။ဒါကျွန်တော်ရဲ့သုံးသပ်မှုတွေမှာလိုအပ်ချက်တွေလည်းရှိရှိတင်ရှိနိုင်တယ်။ဒါကျွန်တော်အတွေ့ကျွန်တော်မြင်တတ်တတ်တာဖြစ်တယ်။ကျွန်တော်သိတဲ့အချက်လက်တွေကျွန်တော်လေ့လာမိတဲ့အချက်လက်တွေကိုအခြေခံပြီးတော့ပြောတာဖြစ်တဲ့အတွက်လိုအပ်ချက်တွေအများကြီးပါသွားခဲ့ရင်လည်းအားလုံးကိုတောင်းပန်ပါရစေ။ဒါပြီးတော့ကျွန်တော်စိတ်ဝင်စားရမယ့်ကိစ္စတစ်ခုဖြစ်တယ်။ဒါကကျွန်တော်တို့ တိကိုတည်ထားရမယ်အကြောင်းအရာတွေဖြစ်တယ်ဆိုတာကိုကျွန်တော်အဓိကဆိုလိုခြင်းဖြစ်တယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့ဒီနေ့ကျွန်တော်အတွေ့ကျွန်တော်အမြင်စီစဉ်ကိုတော့ဒီနေ့ဒီလောက်နဲ့ပဲရန်သားခြင်းပါတယ်တော်လံပြည်သူများအားလုံးစိတ်လက်ကြည်သာလောနဲ့တနေ့တောင်ဖြတ်တန်းနိုင်ကြပါစေခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်